Family Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်။ဒီကနေ့မှလည်းစာရေးဆရာမကြီးဌာနချုပ်မမလေးရေးသားထားတဲ့ရင်နှင်းအောင်မွေးဆိုတဲ့ဝိတ္ထုစာအုပ်လေးအားနောက်ဆုံးပိုင်းအနေဖြင့်ဆက်လက်လို့မျှဝေဖက်ပြတင်ဆက်ပေးချင်တော်မူအဆုံးထိလိုက်ပါလို့နားဆင်ပေးကြပါအောင်နော်။ရင်နှင်းအောင်မွေးဆက်သိမ့်ပိုင်းအလိုတော်မောင်မြင့်သူဘယ်နဲ့ဘယ်နဲ့အိုး ကြီးကြီးမေသည်တည်ရည်တတကြီးများဆွဲ၍ဆင်းလာသောကိုမြင့်တူကိုလှေကားထက်မှမျက်လုံးပြူမျက်စံပြူ၍စီပြောလိုက်သည်မနေ့ကကိုမြင့်တူရောက်မီမှန်ကိုသိ၏တည်ရည်တတကြီးတွေပါလာ၍ပါမှန်မသိဖြစ်နေသည်ထိုင်မှကြီးကြီးမေကိုမြင့်တူသည်ဖြက်လက်စွာကြီးကြီးမေ၏လက်ကိုဆွဲကာကလက်ထိုင်၌ထိုင်ခိုင်းသည်ဦးဦးဝကြီးကြီးမေเจ้าဟူသွားပြီမောင်ကျော်ဦးလည်းသတင်းချုံပေရဲ့အနှင်းနဲ့ကလေးတွေဟောခေါ်ပြီးတော့ အနေမိပါများစီသွားကြတယ်။မနေ့မှရောက်မယ်။နေပါအောင်။မောင်မြင့်သူမနေ့ကရောက်တယ်မဟုတ်လား။ကြည်ကြီးမိသည်ချားရထားသောစစ်တာကြီးများကိုတလက် ကိုမြင့်သူကို တလက်ကြီးကဝေခွဲမရသဖြင့်မင်းနေသည်။ဟုတ်တယ်ကြည်ကြီးမိကျွန်တော်မနေ့ကရောက်ပါတယ်။ဒီနေ့အိမ်မွားအပြီးဆင်းခဲ့ပါတယ်။ဟင်ဘလို့ဖြစ်လို့တော့ကြည်ကြီးမိကအလန်တကြားအော်ပြောလိုက်သည်။ဘာဖြစ်ရမလဲကြည်ကြီးမိရဲ့ ကျွန်တော်အမောင်ဖေဖေကတိတ်တိတ်ပုံသိမ့်ပိုက်ထားတာကျွန်တော်ကိုယ်တိုင်မနဲ့ကမိတယ်ဖရားကြီးကြီးကြီးမေသည်သူရင်ဘက်ကိုလက်ဝါးဖြင့်ပြုံးကနေရိုက်ခါပြောပြန်သည်မနဲ့လေးနာရီကကျွန်တော်မိတယ်ရှက်တာနဲ့အပြီးပြတ်ပြောဆိုပြီးတော့အိမ်မောဆင်ခဲ့တယ်အမောင်ကိုကျွန်တော်ခေါ်တာမလိုက်ဘူးစိန်တွေရှူတွေနဲ့ဖျားရောက်ပြီးသိမ့်ပိုက်တော့တာပဲဟုတ်ပြီတော့ဟုတ်ပြီအလူလာတော့ကကြီးကြီးမေလည်းတွေ့တာမထင်ကောင်းလို့တော့မထင်တော့တာဟိ အင်းအင်းစိုးစမ်းပါအောင်စင်းလာတော့ကိုကြီးချူကဘာပြောတယ်လဲလက်ဘူးလက်ချက်ပြီးတော့ကျွန်တော်ဘာမှမပြောနိုင်ဘူးကျွန်တော်တိတ်နေပြောပြလိုက်မလို့ပဲကျေးဇူးတွေကိုထောက်လို့စိတ်ကိုအတော်ချုပ်ထားရတယ်ကောင်းသေးရဲ့လားကြည်ကြည်မေရဲ့ကိုမြင့်သူသည်ပြောပြီးမှစိတ်ပြက်လက်ပြက်ခြေပြက်လက်ပြက်ထိုင်ချလိုက်သည်ကိုအီးချူနေအသက်ပဲ85ကိုကတ်နေပြီကိုမွေးတဲ့ချက် ကိုပြန်ရိုက်စားသလိုဖြစ်နေပါဘကော မကောင်းလိုက်တာနော်ဒါနဲ့မောင်မြင့်သူကဒီကိုတန်းလာတာပဲလားကိုမြင့်သူသည်လက်နှစ်ဖက်ကိုဆန်ကလက်ဝါးနှစ်ဖက်ကိုကာစီ၍ပြားလျက်ပြွန်ပြောသည်ကျွန်တော်တန်းလာတာမဟုတ်ဘူးဟိုသားမီးအိမ်ကိုအရင်သွားတယ်ဟေးဟေးအေးအေးအေးကြည့်မိသည်စိတ်ဝင်စားလုံးဟန်ဖြင့်ရှေးသို့တိုးလာသည်ကျွန်တော်ဟာမွေးစားသားဖြစ်တဲ့အကြောင်းကျွန်တော်ရာဇဝင်ရောအမောဘေဘေကတိတ်တိတ်ပုံယူထားတဲ့အကြောင်းရော သူတို့အကုန်ဖွင့်ပြောပြလိုက်ပြီးတော့ကျွန်တော်ဟာစိုးဝမြူနိုင်ကြောင်းမှတခါတည်းပြည့်ပြည့်ပြောခဲ့တယ်။ជីជីမေသည်အိမ်တွင်မြမစဲပဲကလထိုင်းလေရန်ကိုလက်သေးနှင့်တအားထူလျက်အားရှိပါရှိပြောလေသည်။နေရကြလိုက်လေမောင်မြင်ထူရဲ့အကောင်ဟေးကောင်းဟေးအားလုံးကောင်းတဲ့ဟေးជីជីမေသည်ထား၍ကာတော်မတက်ဆွိဆွိကုံသွားကားအားရွှင်မြူသွားသည်။ကျွန်တော်ပြောပြီးသူတို့တိုက်ကထွက်လာတော့ သူတို့ channel ကိုဝင်လာတဲ့မော်နဲ့ပပင်းကိုတိုးသွားတာပဲជីជីမေဟင်ဆွဆွခုန်နေတော့ជីជីမေသည်သူ့လေပင်ကိုညှစ်ထားသလိုဆန်ငင်ဆန်ငင်ဖြစ်သွားက သူ့ပဇက်မတင်းအင်းမြည်၍နေသည် မော်ဘေဘီအားစိုးဘေဘီပဲជីជីမေအိုးဟိုဟိုဟိုជីជីမေသည်ဒီကိုယ်လုံးတုံရင်ရဲ့နေဤအံ့အားတင်လို့၍မျက်လုံးမျက်စံပြူကပဇက်အဟောင်းသာဖြစ်နေသည်ဒီနေ့တရင်ကြော်လာပြီးကြော်တရရဲ့နေ သူ့ဘေဘီအလုတ်တိုက်ကိုမောကသွားကြတော့တာသူ့ဘေဘီဟာသွေးစုနာပေါင်နေလို့အိမ်ကိုလာခဲ့ရမယ်မယားမကခေါ်တာကြောင့်မောကအိမ်ကိုလိုက်လာတာဖြစ်မှဖြစ်တတ်ပလေတဲ့ဟုတ်လိုက်လေတော့မော့ဖီဖီဟာစိုးဖီဖီတဲ့ဟုတ်လိုက်လေဟန်ကြလိုက်တဲ့ဖြစ်ချင်းမှတ်ကြရောဟဲ့နှစ်လိုချင်းမနှစ်လိုချင်းစသည်သဘောတို့သည်တထိုင်နေဖြင့်ကြီးကြီးမင်းနှုံမတသန်ပြီးတသန်ပေါင်းဆက်ပြီးတော့ထွက်လာကြသည် ကြည်ကြည်မေသည်ပြောပြီးအော်ဟေ၍အယံမောပြန်သည်ရေတန်သည်တုံသွားကဘာစိတ်ကူပေါ့ရေးသွားသည်မသိထိုင်ရာမှထား၍ရက်လိုက်၏ဒီကနေ့ကစပြီးမောင်မြင့်သူဟာကြည်ကြည်မေရဲ့သားဖြစ်ပြီးအရက်ကတို့ကြည်ကြည်မေသည်ကြုံ၍ဟစ်အော်လေ၏ကြည်ကြည်မေအပေါ်၌ထားရှိသောကိုမြင့်သူ၏ချစ်ခင်မှုအတိုင်းဆမရှိအောင်ခြေထွားသွားသည်ကြည်ကြည်မေကိုစေစေကြည်လျက်သူရင်ထဲ၌ဖြစ်ပေါ်လာရှိသောချစ်ခင်အာကိုစိတ်တို့သည်ဒီရတက်တယ်လို့တလေးလေးတည်ရွေနေသည် လာစမ်းထထကြည်ကြီးမေသည်ကိုမြင့်သူလည်းကိုဆွဲကထခိုင်းလိုက်သည် ကိုမြင့်သူမှရောင်ရောင်ပေါင်ပေါင်ဖြင့်ထမှန်မသိထားလိုက်မိသည်လာခဲလာခဲကားပေါ်တက်သွားကြဆိုအမီတို့စီကိုအမီစီကိုဆိုလိုက်၍ကိုမြင့်သူမှတွန့်သွားသည် ဖြစ်ပါမလားကြည်ကြီးရဲ့ဟုအစိုးရင်တကြီးပြောကထလိုက်သွားသည်လာစမ်းမှာကြည်ကြီးမေတယ်နော် တမေတဲပဲရှိတယ် ကြည်ကြည်မေသည်ကိုမြင့်သူ၏လက်ကိုမလွတ်ဖဲအိမ်ပေါ်မှကိုမြင့်သူကိုအတင်းဆွဲချလာခဲ့သည်ကားပေါ်တွင်ကြည်ကြည်မေကကိုမြင့်သူကိုတွတ်တွတ်တင်ကြားလာခဲ့သည်မောင်မြင့်သူကိုဘသူနဲ့ဆက်တယ်လဲလို့အမိကများမိခဲ့ရင်ဘယ်သူဘယ်ဝါဆိုတာမပြောနဲ့အောင်နော်ဟုတ်လားမေးရင်ဘယ်နဲ့လုံမလဲကြည်ကြည်မေရဲ့သူစိတ်ကဘလို့ကြီးမှမသိလို့ပေါ့အတာနေမောင်မြင့်သူမပြောနဲ့ကြည်ကြည်မေကြည့်ပြီးတော့စကန်းသွားမယ်ကြည်ကြည်မေသည်ဒေါ်စောမီတန်ရောက်ချင်သောကြည်နေသည် ။သူနှစ်တော်စုံမီတို့၏ဆက်ဆံရေးတွင်ဘယ်တုံးကမျှမျက်နှာမငယ်ခဲ့ရပါပဲ။ကိုမြင့်သူ၏ကိစ္စကြောင့်မှ မျက်နှာကလေးစည်းရွယ်လောက်ဖြင့်တခါကပြန်ခဲ့ရဘူးပုံကိုအသေးအလေးမှတ်ခါ။သူ့အတွင်နေသူ တွေ့ကြသေးတာပေါ့ဦးစိတ်ထဲ၌ကြိတ်ပြီးကြုံဝါကစည်းလာသည့်ကာကိုပင်ကြာသည့်ထင်၍စင်ပြေသွားခြင်းစိတ်ပေါင်မိသည် ဒေါ်စောမီအင်ရှင်၌ကားကိုထိုးရက်သောအခါ၌ကြီးကြီးမေသည်ကားပေါ်မှဆင်းသွားကလေကားကို အလင်းစလိုပြည့်တက်သွားသည်ကိုမြင့်ထူးမှဒေါ်စောမီကိုမမြင်ခင်ကားပင်လင်းလန့်နေသည်ကိုမြင့်ထူးကနောက်ပါမှလေကားကိုတထစ်ချင်းတထစ်ချင်းလိုက်တက်လာသည်အမိရေအမိကြီးကြီးမေသည်တန်ကုန်ဟစ်ခေါ်ကားတကားကိုတဒုံဒုံထိုးလိုက်သည်အိမ်ထဲမှမမေကြီးကြီးမေလာပါတယ်ဟုတ်ထွေးရင်အတန်ကိုကြားရ၏ ထွေရင်ကတကားဖွင့်ပေးလိုက်သည်ဒေါ်စောမိသည်အကန်ထဲမှပြပြသလဲထွက်လာသည်ជីជីမိကိုပထမမြင်ရ၏ဧကန်စပွဲနာသို့မရောက်လာမီနေကား၏နောက်အထစ်ကိုလှမ်း၍တက်လိုက်သောကိုမြင့်သူကိုမြင်နေမြင်ချင်းခြာကနေသူ့ကိုကိုပြန်လဲကအခန်းထဲသို့ပြန်ဝင်သွားမီပြုလေသည်ជីជីမိကပြေးတဲ့၍အခန်းရှိမှသူ့ကိုယ်လုံးကြီးဖြင့်ပိတ်စီပြီးလက်ဖြန်ကထားကကတော့ကမျောပြောရသည် ခနာများထိုင်မအောင် အမိရဲ့အမိကိုပြောကြရီအများကြီးရှိလို့ပါတစိမ့်ကလေးပဲထိုင်စမ်းမအောင်ဒေါ်စောမိဒီပါတကောမှမပြောဘဲမျက်နှာထားတင်းတင်းကြီးဖြင့်ជីကြီးမေကြီးလက်ကို အတင်းတွန်းဖဲ၍အခန်းထဲသို့ဝင်ရန်ကြိုးစားနေသည်ကိုမြင့်တို့၏အပါဝါ၌ခြေစုံရဲလျက်တန်မိုဆွဲထားတဲ့ကဲ့သို့တန်နေ၏ជីကြီးမေသည်ဒေါ်စောမိကိုကိုအတင်းဖက်ကရင်ကောင်းတဲ့ဖြင့်အော်ကြီးဟစ်ကျဲပြောပါလေသည်နေစမ်းမအောင်အမိရဲ့ မောင်မြင့်တို့ဟာဘယ်သူတောင်မှမဟုတ်ဘူးအခုမမကြီးရဲ့သားဖြစ်သွားပြီသူ့အိမ်ကသူအပြီးစင်ခဲ့တာပါအရင်မောင်မြင့်သူမဟုတ်ပါဘူးမမကြီးရဲ့သားမောင်မြင့်သူပါတစိမ့်တီခံပြီးတော့နားထောင်စမ်းပါအောင်လာစမ်းပါဒေါ်စောမီနားထဲတွင်အိမ်ကအပီးစင်လာတဲ့ကြာရမှမယုံတော့ပဲကိုရှင်သက်သွားသည်ကြီးကြီးမေသည်ဒေါ်စောမီလက်ကိုတရွတ်တိုက်ဆွဲခေါ်လာလျက်ကလထိုင်းနိုင်ထိုင်ခိုင်းသည်ဒေါ်စောမီထိုင်မိမှကြီးကြီးမေက လာလေးမောင်မြင့်သူလာတိုင်းဟု ခေါ်လိုက်သည်ကိုမြင့်သူမှရံမြဲပင်ရံနေသည်ကြည်စမ်းမအောင်ကိုအိမ်လာတဲ့သူကိုအမိကမတိုင်ခိုင်းမှုတော့သူဟာဥွေးချူသားမဟုတ်တော့ဘူးအမိရဲ့မမကြီးရဲ့ဝမ်းမနာသားမောင်မြင့်သူဖြစ်ပါပြီလို့ပြောနေမှာပဲဥစ္စာကြည်ကြီးမေကြီးစိတ်ထဲနိုင်မချင်မရဖြစ်လာ၍ကိုမြင့်သူ၏လက်ကို သွားဆွဲကကလထိုင်တွင်အတင်းထိုင်ခိုင်းလိုက်သည် ဒေါ်စောမီသည်မျက်နှာမုံမုံဖြင့်ကိုမြင့်တူကိုမကြည့်ပဲကြမ်းမြင်ကိုသာမဲ၍ကြည့်နေနေသည်။ gain မိအဖြစ်ကဒီလိုပါ။မောင်မြင့်တူဟာမနည်းကပဲပြီးလက်ကနေဘွဲ့ယူပြီးတော့ပြန်ရောက်လာတယ်။မောင်မြင့်တူဟာမွေးစားသားဆိုတော့အမိသိပြီးပါပြီ။အမိကိုမပြောဝင်လို့မပြောခဲ့ရတာတွေဟာအခုမှပဲပြောရတော့မယ်။မွေးစားသားမန်းသီးလို့သူ့ကိုမွေးတဲ့ရွာကို သူ့သွားတော့လေ။ရွာမှာသူ့အမနဲ့တွေ့ပြီးသူ့အမသူ့နဲ့တူလိုက်လာတယ်။ ရွာပြန်ရောက်တဲ့နေ့မှာမကြုံဆုံးသွားတယ်။ဒါလည်းအမိကိုမပြောဝင်ဘူး။နောက်သူ့အမကိုသူ့ထားခဲ့ပြီးတော့နိုင်ငံခြားမှာပညာသင်သွားတယ်။မနေ့ကပြန်ရောက်လာပြီ။ဒီနေ့မနေ့လေးနာရီမှာအဖိုးကြီးကမမြင့်တူအမကိုတိတ်တိတ်ယူထားတာတွေ့မိတယ်လေ။သူ့မှာရှစ်လုံးလုံးအိမ်ကအပြီးဆင်းလာတာ။အမိကိုမျက်နှာပြက်ခင်ရလို့အမိစီကိုသူမလာဝင်ရှာပါဘူး။မမကြီးကမမကြီးရဲ့ဝမ်းမနာသားကိုအမိစီရောက်အောင်အတင်းခေါ်ခဲ့ရတာပါရှင်။ ကြီးကြီးမေပြောနေသည်မှတစ်ချိန်လုံးဒေါ်စောမီမာငြိမ်သက်နေရှိကတင်းမာသောမျက်နှာမှလည်းတစားတစားပြေလျော်၍သွားလေသည်ကိုမြင့်သူကိုတစ်ချက်လှည့်ကြည့်လိုက်သည်မှာကိုမြင့်သူမှာခေါင်းကိုငုံချထားလျက်ပင်မောင်မြင့်သူမေမေဆုံးတာတော်တော်လုံးဝမသိပါဘူးကွယ်ဒေါ်စောမီနှုံမစိတ်ပြေ၍ခွန့်လက်သောအတန်ပေါ်လာသည်ကြည်ကြည်မေမြေကုန်းနှစ်ဖက်မှာအပေါ်သို့မြင်၍တက်သွားကအရှိန်ပြင်းစွာအသက်ကိုရှူး၍ရှိုင်လိုက်နေ ရင်ထဲ၌အတိုင်းမသိချောင်းပေါ်သွားတော့သည်ကိုမြင့်ထုမှဒေါ်စိုးမိကိုပြန်၍ပြောရန် အာယူနေဟန်နှုတ်ခမ်းသာတရွာရွာလုံးနေကအတန်ထွက်မလာပြီဘယ်ပြောဝင်မှမလဲရှင်ဒီအိမ်မှာမောင်မြင့်ထုရဲ့နာမည်တောင်ဘယ်သူမှလေးတန်းတောင်မတလက်ရဲကြတာဟိဟိကြီးကြီးမိကမြေခုံးမျက်စာကြီးကဟန်နဲ့ပန်နဲ့ဝင်ပြောသည်တော်တော်တို့ကသမီးရှင်ဆိုတော့ဒီကိစ္စမှာတော်တော်ပဲအရှက်ရသွားပါတယ် တို့သမီးလေးအကြောင်းကိုမောင်မြင်သူသိတဲ့အတိုင်းပဲသူ့မှာမိန်းကလေးတက်မဲ့အိမ်တွေပြည့်သွားရတဲ့အတွက်တို့အများကြီးစိတ်မကောင်းခဲ့ဘူးအခုမောင်မြင်သူဘဝဟာရှင်းလို့လင်းလို့သာတို့ကစကားလက်ခံပြောတာပါနို့ဟိုသူတို့စိတ်ဆက်ကြတဲ့အကြောင်းအရောကြီးကြီးမိကဝင်လူရွေးပြောလိုက်သည်အမိနဲ့ဒီကိစ္စအောင်များမေးနေရသေးတယ်အိမ်မောအပီးစင်းခဲ့ပါပြီဆိုမှပဲအားလုံးကိစ္စကိုသူရှင်းခဲ့ပြီ ဒေါ်စောမိသည်အလုံးသူစိတ်ကြိုက်အတိုင်းဖြစ်ရ၍ခြေနဲ့သွားတကယ်သူမျက်နှာမှာပြန်လဲကြည်လင်၍သွားသည်ပြီးခဲ့တာတွေအတွေ့ကျွန်တော်ကိုခွင့်လွှတ်ပါတော်တော်အရေးတော်မှနားလေသောကိုမြင့်သူက အလိုက်တီတီတောင်းမှန်လိုက်သည် ထိုချိန်တွင် ကြီးကြီးမိသည်အလုံးမှပြန်လာသောမော့ကိုခြံထဲအဝင်လှမ်း၍မြင်လိုက်သည်ဟောမော်ပြန်လာပြီမော်သည်ခြံရှိ၌ကားကိုမြင်လိုက်ရုံနှင့်ကိုမြင့်သူရောက်နေနေပြီဖြစ်ကြောင်းသိလိုက်သည် ရှင်တပူပူနဲ့နောက်ပြီးလေကောင်းမှတက်ခဲ့သည်မော်ရီမော်ကြည်ကြည်မေသည်မော်ကိုတကြောကြောခေါ်၍နောက်ပြီးသို့ထပြေးသည်မော်ကလွဲကလေးကိုချိန်ခါဇပွဲကုံ၌မိရလေကြည်ကြည်မေကိုအပါတရပြုံး၍ချင်နေသည်မော်ပကုံကိုကြည်ကြည်မေကကင်လိုက်သည်အတန်မထွက်အောင်တူဦးဦးနဲ့နှစ်ကိုယ်ချာချိန်၍ရင်နေသည်မော်ဤပကုံကိုပုံ၍နေအောင်နေအောင်ဆိုကအပြင်သို့ပြန်ပြေးထွက်သွားသည် ကိုင်းအမီ ျုပ်တို့ညီမနှောင်အင်းရှိမှစကားပြောစရာတွေရှိသေးတယ်။သူတို့မောင်နှမနှောင်တွေ့ကြပါစေ။လာမောင်မြင့်သူချစ်ကြီးမိကရရဲ့တင်းနေကြီးပြောပြီးမောင်မြင့်သူလက်ကိုဇက်ကနေဆွဲကထူလိုက်သည်။ကိုမြင့်သူမှဒေါ်စောမိရှိနိုင်မတော်ဝင်ထာဝင်ဖြစ်နေကဒေါ်စောမိမျက်နှာကိုမဝင်တဝင်လမ်းရွေကြည့်သည်။ဒေါ်စောမိသည်ညင်ဆန်ရမ်းမရှိပဲသဘောတူတကယ်သို့အချိုသားစွာပြုံး၍နေသည်။လာစမ်းမှာဆိုជីကြီးမိကဒေါ်စောမိကိုမျက်စိတစ်ဖက်မေ့ပြ၍ ုမြင့်တို့ကိုအတင်းဆွဲခေါ်သွားလေသည်ကိုမြင့်တို့မှာရှက်ကိုရှက်ကန်ပြင်ထပါသွားသည်ဟော်ရီစပွဲမှာထိုင်ပြီးစကားပြောကြသားတို့သမီးတို့ကြီးကြီးမေသည်သူ့အတန်ကိုကြဲကြဲဟေး၍ပြောကောင်းကိုမြင့်တို့ကိုပကုံးမှတွန်းလိုက်ပြီးမှပြန်လှည့်ထွက်လာသည်ကြီးကြီးမေသည်ပျော်လွန်လွန်၍အောက်ခြေလိုရွေနေသည်ထမင်းစားကန်လေးမှအင်းရှိသူအယောက်ကောင်းကောင်းထွက်မလာပေဒေါ်စောမီနာတို့အယောက်ခုံပေါက်ပြီးထွက်လာလေသည်ဒေါ်စောမီနာတို့ရောက်မှ ခမိခမဲ့ရေး ခလေးတွေနဲ့ထက်ရဲ့ရွေးကြစို့ဆိုကစုံရမ်းလိုက်သည်ကြီးကြီးမေသည်ပြောပြီးအတော်မသန့်တာဟာဟာရဲနေသည် သူ့စိတ်ထဲ၌သူမျက်နှာသည် ပုတ်ကြီးလောက်ကြီးနေသည်ဟုထင်မိသည်ပျော်မြူးနေသောကြီးကြီးမေကိုကြည်လျက်ဒေါ်စောမိသည်အတန်ညောင်းနာနာလေးဖြင့်အိုးမမကြီးကလည်းဟိုရှက်ပြုံးပြုံးကလမ်းပုံနေသည်ကြီးကြီးမေသည်သူ့အတွင်းနေသူဥနှိမ့်၍ရဲနေလေသည် မော်နင်းကိုမြင်သူတို့လက်ထက်ကြလိစိုးပေပေမီများလောက်အံ့အားတင်ပေးလိမ့်မည်နီဟုသူ့အတွင်းနေသူပူနှိပ်၍ရင်နေခြင်းဖြစ်သည်။အိုးမမကြီးရလေကြည့်ပါလားလူကြည့်ပြီးတော့ဘာရင်နေရတာလဲ။တခွေခွေးနဲ့ရင်နေသောကြီးကြီးမေကြီးမျက်လုံးထဲ၌ဒေါ်ခင်များတက်သားမီ မျက်နှာကိုမြင်အောင်လျက်နေရှာသည်။တို့မတပန်မော်နင်းဆိုကိုနှိုင်းချင်၍မြင်အောင်လိုက်ကအရေတိတ်သွားသည်။ မြန်မာအမျိုးသမီးကလေးများအဖို့အစဉ်အလာယဉ်ကျေးမှုကိုလိုက်နာကျင့်သုံးခြင်းဖြင့်မိမိ၏အရေးအသွေးထက်မြက်ပြေဝါကအဖို့တန်၍အောင်မြင်ခြင်းရှိသွားလေသောမောထို့နောက်အနောက်တိုင်းယဉ်ကျေးမှုနှင့်အရေးအသွေးနေကြလျက်တန်ဖိုးကြကအောင်မြင်မှုမရှိရလေသောအဆိုရှင်တို့စိုးနှင့်မော်ရိုကိုနိုင်ရှင်၍ကြည်လိုက်သောစိတ်တို့သည် သူ့ရင်ဝဲတနုံတုံဖြစ်လျက်အတန်မထွက်ဘဲပါဇက်ကြီးသာဖြစ်နေလေသည် ပြောပါအောင်မမကြီးရဲ့ဘာရည်နေတာလဲ။ကြီးကြီးမေကအမှန်တိုင်းမပြောဘဲလွှဲပြောသည်။သူတို့နဲ့ပူဇော်ပဲပါပါတယ်လို့မမကြီးပြောခဲ့တာကိုတွေးမိလို့ရဲတာပါ။တော်စောမီသည်ရှက်တက်အပြုံးနဲ့မမကြီးပြောတာမှန်နေတယ်ဟုဝန်ခံလိုက်သည်။ကြီးကြီးမေသည်တော်စောမီကိုပြုံးပြပြကြီးကြီးလျက်နေသည်။ပြုံးပြပြကြီးကြီးလျက်နေစဉ်မောင်မြင်သူနှင့်စေဆက်သူဟာအမီယောက်ျားဥပမော်ရဲ့သမီးလေးဟုဇက်ကြောင်းလှမ်း၍ပြောလိုက်ခြင်းသည်မှာဦးရွေးနေသည်။ စကားပြင်မှာဝင်သောဤအတွေ့ဒီပင်ဦးရီအသေးရီကတောင်ကနေဖြစ်ကုန်ကရင်ထဲ၌လှိုက်ဟာ၍သွားလေသည် အိမ်နောက်ခံထမင်းစားကုန်ပြီး၌ရယ်လျက်နေသောမော်ကိုကိုမြင့်သူကပြုံးလျက်ချင်းနေသည်ပြီးမှမော်ရယ်နေသောအနီးရှိကလတိုင်တွင်တလန်းချင်းလာကာဝင်၍တိုင်သည်ထိုင်မှာမော်မော်သည်ရရဲ့လေးပြုံးလျက်မျက်နှာချင်းဆိုင်ကလတိုင်တွင်ထိုင်လိုက်သည်မော်ဟိုရင်ရောက်သွားတာကိုမမေမသိပါဘူးနော်မော်ကလေတံတူတူဖြင့် စိတ်မကြတခြားစိုးရိမ်စွာပြောရင်းနေသည်မသိပါဘူးမောအကိုလည်းမပြောဝင်ပါဘူးနှစ်ယောက်သားစိတ်လှုပ်ရှားနေကြ၍အတန်းများတူနေ၏မောကိုထပ်၍ပြောသည်မိမိများထီเจ้าတွင်အကုန်သိရင်ဘလို့နေမမသိဘူးထင်မြင်ချက်မပေးတဲ့ကြောင့်တကယ်တို့ကြောချမ်းချမ်းဖြင့်နှစ်ယောက်စလုံးခက်တိုးတိုးရင်းနေကြသည်မိမိကဘာပြောပါသလဲအကိုအကိုတို့စိတ်ကြည်ခွင့်လွတ်ပြီဆိုပါတော့မော်ဒီမျက်နှာလေးကိုဖြုတ်ကနေချာကငြိမ်သွားသည် သူစိတ်ထဲ၌ဇိုအကြောင်းကိုစဉ်းစားနေသည်ကိုမြင့်သူနှင့်သူကိစ္စကိုဆိုသည်လျင်ဘလို့များနေမလဲဟုအတွေးနေနေသည်မောင်ကြီးမလေးကိုမနစ်သက်ဖို့လားအကိုအတန်အိုးအိုးလေးဖြင့်မျက်လောက်ပင်း၍မော်အားကောက်မေးလိုက်သည်ဒီမေကွန်အကိုမဖြေပြရစေနဲ့မော်မော်ကိုတိုင်းကကောသူ့ကိုနှစ်သက်စရာများတွေ့ခဲ့သလားမော်ဒီကိုမြင့်သူကိုမျက်တောင်မခက်အငေးသားရှိနေသည် ပေါင်တချံပေါ်နှင့်သူတွေ့ခဲ့ရသောဆို၏တယုတ်တရန်တို့သည် သူမျက်စိရှည်နိုင်မြင်နေသည်အကိုကညီမလေးကိုလက်မထပ်နိုင်ဘူးလို့အပြက်ပြောခဲ့တယ်ဆိုတဲ့အတွက်မော်ဖင်ကားပေါ်မှာတလန်းလုံးညီမလေးအတွက်စိတ်မကောင်းပါဘူးသူကြည်ရတာမြမပုံစံတောင်လုံးလုံးမရှိတော့ပါဘူးဖေဖေရရှိတဲ့စီးစိမ်ချမ်းသာကြီးကလည်းနိုင်ငံသားနဲ့မကင်းတော့ဘလို့လားအဲ့တဲ့အနောက်တိုင်းခြေတွေကလွန်မိုးပြီးတော့ညီမလေးဘွားဟာ ောင်မြောင်မြောင်မြောင်ဖြစ်နေတာပဲတနေ့ကျရင်တော့အကိုရေဒီအနောက်တိုင်းဆိုင်တွေပါပြီးကိုမြမကိုရင်ချင်းမှုတွေအထက်တန်းရောက်လာပြီးအနောက်တိုင်းတွေမိန်ကုံမဲခက်ရောက်လာလိမ့်မယ်လို့မော်တော့ထင်မိတာပဲကိုမြင့်တို့သည်မော်ကိုငင်ွေချင်းနေသည်သူစိတ်ထဲ၌တပေထဲမှဆင်းသက်ပေါက်ပွားလာသည့်သမီးကလေးညောင်ဤဘဝအခြေခံကိုအလေးအနက်တွေးနေဟန်ရှိသည်မော်သွားတော့မောင်ညီမလေးကမထီမဲ့မြင်လှုပ်လှုပ်လိုက်ပါတယ် ဒါပေမဲ့မော်ခွင့်လွတ်ပါတယ်။သူ့ရဲ့ပိုင်ဆိုင်မှုမှန်သမျှကိုမော်ကဝန်ဆိုင်နေမလားလို့မုံဒီကြဟန်ရှိတယ်ထင်ပါရဲ့။တကယ်တော့မော်ပိုင်ဆိုင်တဲ့အကိုရဲ့ချစ်မြတ်တောင်းသူတို့ဘလို့မှဝန်ဆိုင်လို့မရပါကလားလို့မော်တွေးမိပါတယ်။ကိုမြင့်သူသည်ဒစိမ့်စိမ့်စိမ့်နေသောပီတိအဟုန်ကြောင့်စကားဖြင့်ပြန်၍မပြောနိုင်အောင်ဖြစ်နေကအပြုံးချင်းဆိုင်နေမိသည်မော်ဆိုတဲ့နာမည်ကိုမော်ကိုဘယ်သူကပေးတာလဲမော် ပြပြီးတဲ့နာမည်ပါအကိုဖေဖေစီအောင်မပိုင်ဆိုင်တဲ့အမွေရတော့မောတဲ့ဒီတစ်ခုပဲမော်ဒီပြောပြီးပြုံး၍ရှစ်စနိုဟန်ဖြင့်သူ့မျက်လုံးကလေးကိုမိတ်ချလိုက်သည်ကိုမြင့်တို့သည်မျက်လုံးစုံပိတ်သွားသောသူ၏ချစ်သူမျက်နှာလေးကိုအသေးခိုက်အောင်ဆိုင်ွေးကြည့်လိုက်ပြီးသူ့စိတ်မှမထိန်နိုင်တော့ဘဲမော်ဤလက်ကလေးကိုဆွဲယူလိုက်ကာသူ့နာဝကိုတေးလိုက်မိသည်အခက်အခဲမျိုးမျိုးကြောင့်မော်ကို သူ့ပိုင်ဆိုင်ရတော်မူဖြစ်ကြောင် အဖိုးတန်၍ရှားပါလာသောပန်ကလေးတဝင်းကိုအာရပါရရှိုက်သွင်းရှူနှမ်းရပြီးတကယ်သို့သူ့ရင်ထဲတွင်တနင်တပိုးကြီးမွေးမြချမ်းမြေသွားတော်သည်ဟုတ်ကဲ့ပါရှင်စာရေးဆရာမကြီးဂျာနယ်ကျော်မမလေးရေးသားထားတယ်ရင်နဲ့အောင်မွေးဆိုတဲ့ဝတ္ထုစာအုပ်လေးအားအဆုံးထိအောင်မျှဝေလို့ဖတ်ပြပေးသွားခဲ့တာပဲဖြစ်ပါတယ်ရှင်ဒီဝတ္ထုလေးအားအစကနေအဆုံးတိုင်အောင်ဖတ်ပြခဲ့တာကို နားဆင်ပေးခဲ့ကြသူနှွေဦးမိသားစုတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နော်နှွေဦးမိသားစုများအားလုံးလည်းဘေးရန်တွင်အပေါင်းမှကင်းဝေးလို့လုံခြုံကြနေကိုစိတ်မပြချမ်းမှချမ်းသာကြပါစေလို့ကျမတို့နှွေဦးမိသားစုမှစူတောင်းမြတ်တာပို့သလိုက်ပါတယ်ရှင်